မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်အနေနဲ့အထက်မင်းလာမျိုးကပြည်သူတော်ဦးရေးသားပြပလာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်အထက်မင်းလာမျိုးအခြေဆိုင်ကပါစတစေကဘုံမူဝေးပိုင်းဆိုတဲ့လူကထိုင်းတိုင်းရေနံမော်တွေကပြည်သူတွေအပေါ်ယာဒူးကိုအကြောင်းပြပြီးအနိုင်ကျင့်နေပါတယ်သူကိုယ်တိုင်ကလည်းရေနံဝယ်ရောက်လုပ်ပါတယ်ရေနံမော်တွေမှာရှိတဲ့သူတွေကိုလည်းသူသတ်မှတ်ထားတဲ့ဈေးနဲ့ပဲရောက်မှုဖိအားပေးပြောဆိုပါတယ် ဈေးပိုပေးဝယ်တဲ့သူတွေဆိုပားရိုက်မယ်လို့ချိန်ချောက်ပါတယ်။သူ့အနေနဲ့စီဝယ်မရတဲ့အနေတွေဆိုရင်အစီအဝေးခေါ်ပြီးစီကိုဘသူဈေးပိုပေးတယ်လဲဆိုပြီးငောက်လေရှိပါတယ်။ပြည်သူတွေကမကျေနပ်ကြပေမဲ့လည်းကြောက်လို့သူပြောတဲ့အတိုင်းလိုက်နာနေကြပါတယ်။ယာရုကိုအလွဲသုံးစားလုပ်ပြီးစီးပွားရှာတာတွေမတရားလုပ်တာတွေကိုအရေးယူပေးဖို့အထက်လူကြီးတွေတည်အောင်ပြောပြပေးပါလို့စာရေးသားပေးပို့လာပါရရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ခြားကပြည်သူစကားအစီအစဉ်မှာ နိနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်ချက်ပေါက်ကနေတစဉ်စပေးပို့ပြီးဆက်သွယ်လာနိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကပေါက်ကြားမှုမရှိအောင်လိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။